တော့ကံကောင်းအောင်လုပ်တဲ့နီးတွေထဲမှာ အထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးပုံပုံပြောရမယ်ဟုတ်လားကံကောင်းအောင် အကောင်းဆုံးပြင်ဆင်တဲ့နီးအမြင့်မြတ်ဆုံးပြင်ဆင်တဲ့နီးဘယ်နှနီးပြောရမလို့နှစ်နီးပြောရမယ်အဲ့ဒီနှစ်နီးကဘာလို့ဆိုတော့ဘုရားနှုတ်တည်းနဲ့မေတ္တာတရားဘုရားနှုတ်တည်းဆိုတာကမြတ်စွာဘုရားရဲ့ဂုံအကြီးအသေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာ ဣတိပိသောဘဂဝါအရဟံတမတံဗုဒ္ဓောရရနော်ဝိဇာသရဏတမန္နောသူကတော်လောကဝိတုနှုတ်တော်ပုရိသဓမ္မတရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ပြည့်စုံတော်မူထားတဲ့ဂုံအကြီးအသေးကြီး၉မျိုးပေါ့နော်အဲ့ဒီကနံပါတ်၁ဂုံကြီးတွေ့ရပါတော့အရဟံအဲ့ဒီအရဟံဂုံတဂုံလောက်ကိုကျွမ်းကျင်ကျင်ကျင်နားလည်အောင်လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓနုဒတိပွားနေတာအဲ့ဒါကံကောင်းအောင်အကောင်းဆုံးလုပ်နေတယ် တော့အရဟံဂုံဆိုတာပါတော့အရဟံဂုံဆိုတာမြတ်စွာဘုရားရဲ့တန်တန်မှာပူပန်စီတဲ့ဆင်းရဲစီတဲ့တဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေထားကိုအရဟံလို့ပြောတာဟုတ်လားကိလေသာ အပူကင်း၍ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုံကြီးတွေ့နော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူချင်းမမောမှုဘလောက်လူချင်းစရာကောင်းတဲ့နဲ့တွေ့လို့မှလူချင်းနေဆိုတာမရှိဘူး ဘလောက်မကြည်နဲ့ဆရာကောင်းတာနဲ့တွေ့လို့မှစိတ်တူတယ်ဆိုတာမရှိဘူး။နော်စိတ်ကိုပူပန်အောင်ရှွတ်မြိုက်မယ်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မယ်နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တွေ့ရမြတ်စွာဘုရားစိတ်နှလုံးကပဂတိအေးချမ်းတော်မူတယ်ငြိမ်းအေးတော်မူတယ်။အဲ့ဒါလေးကိုဘုံဘုံတို့ကကျိန်ဖန်များစွာနော်နှုတ်နဲ့အရင်ရွတ်ဆိုပြီးတော့လက်ကျင့်။အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရား။ဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်။ အရဟံဂုံရဲ့အတိဗေယ၅မျိုးတောင်ရှိတယ်။စိတ်ကိုရမှာတောင်မကောင်းမှုကိုပြုတော်မမူသောလို့လည်းအတိဗေယရတယ်။အတုမရှိသောဂုံကြီးစုတွေရှိတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်ထုကိုခံယူတိုက်တယ်ဆိုတဲ့အတိဗေယလည်းရှိတယ်အရဟံဂုံ။အဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေ။စိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေး။အပူမရှိလို့ငြိမ်းအေးနေတယ်။ အရှုပ်တွေမရှိလို့ရှင်းရနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပတိစိတ်အရဟံကိလေသာအပုကင်း၍ညင်အေးတော်မူသောမြတ်စွာဘုရားပတိတလုံးချပတိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေအဲ့တော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘွားတော့အတိဘယ်လေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ် အရဟံကိလေသာ အပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါလဲပအောင်လို့နော်အင်းအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လို့တာကံစိတ်ဥဒုအာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရကျင်တဲ့အကျိုးရလက်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လို့ကံပြီးတော့ဘာလာအောင်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါဆိုမေတ္တာတရားနော်ကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံနေမြင့်နေအောင် ကံတွေအဆင့်အတန်းရှိအောင်မေတ္တာထားရမယ်တတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာနော်မေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိဘယ်ကိုတချို့ကကောင်းကောင်းနားမလဲကြတာရှိတယ်မေတ္တာဆိုတာတတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာဘေးရန်တွေကင်းစေခြင်းနဲ့ကြမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိတ်ဝမ်းညင်အေးစေခြင်းနဲ့ အစင်မပြေတာဘာမှဖြစ်စေခြင်းမူအစင်ပြေတာတွေဒီဖြစ်စေခြင်းနဲ့ကောင်းစေခြင်းနဲ့တတဝရရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွှေရှုအာလုံးသောတတဝရီဘေးရန်ကင်းကွာကိုယ်စိတ်နှပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီ အဲ့တော့ထက်ခါထက်ခါရွတ်ဆုံနေကြာရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီထဲမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့ကောင်းအောင်ပြင်တာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံဖုံပြောချင်တာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုံအည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လား das ich dann kommen.